မြမဘောလုံးလောကရဲ့ထက်မှန်သိရှိရသတင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport Galaxy မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြမဘောလုံးလောကရဲ့နောက်ဆုံးရသတင်းအကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ ISB ရဲ့အမျိုးသမီးအသင်းနီးပြားဖြစ်တဲ့ဒေါ်ဆန်းဆန်းတိန်ကတော့စီးကိတ်မှာမြမလေဝင်းစိန်အမျိုးသမီးအသင်းရဲ့လက်ထောက်နီးပြားဖြစ်ပါဝင် ဆောင်ရွက်သွားမယ်လို့သိလာရပါတယ်ဒီသတင်းကလည်းကြားနေရတာကြားပြီးဆိုပေမဲ့လက်ရှိမှာတော့ဒေါ်ဆန်းဆန်းတိန်ကိုယ်တိုင်ကထုတ်ပြောလာခဲ့တာပါ ISB နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာသူ့အနေနဲ့ ်စီကိန်းပြိုင်ပွဲဝင်မဲ့မြန်မာလူဝင်းစင်မျိုးသမီးအသင်းကိုလက်ထောက်နီးပြအဖြစ်ကူညီဆောင်ရွက်သွားမှာလို့ပြောကြားခဲ့ပါတယ်။အရေးပါတဲ့ဆုံးဖြတ်ချက်တွေနီးစနစ်ပိုင်းတွေကိုတော့နီးပြ UK တပ်စုတွေကပဲဆုံးဖြတ်မှာဖြစ်ပြီးသူကတော့အကူသဘောမျိုးပဲပါဝင်သွားမှာပါ။ဒါပေမဲ့ခံမှန်းရသလောက်တော့ဒီစီကိန်းကနီးပြ UK အတွက်နောက်ဆုံးအခွင့်အရေးလို့ကြားထားရပါတယ်။တကယ်လို့ဒီပြိုင်ပွဲမှာသာအခြေအနေထပ်ပြီးမကောင်းခင်ရင်ထုတ်ပယ်ပြစ်တာမျိုးတော့ဖြစ်လာနိုင်ပါတယ်။ဒီအတွက်ကြိုပြီးလေဝဲစင်အသင်းကိုဒေါ်ဆန်းဆန်းအသင်းကိုကင်တွယ်ခိုင်းဖို့ကြိုတင်ကြံရွယ်နေတာလားဆိုတာကတော့မပြောတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်နီးပြားတွေထဲမှာတခုခုလုံးပြပြီးသားမြန်မာနိုင်ငံသားအရေးချင်းရှိနီးပြားတယောက်ကပါဝင်ကူညီပေးမှဖြစ်တဲ့အတွက်လက်ရွေးစင်အသင်းအတွက်လည်းအများကြီးအကျိုးရှိမှာအမှန်ပါ ထပ်မံပြီးတော့မြန်မာလယ်ပင်စင်အမျိုးသမီးအသင်းတို့ပဲစီကိန်းမှာပါဝင်ခွင့်ရထားတဲ့ U22 မြန်မာလယ်ပင်စင်အသင်းလည်းရှိပါသေးတယ်ဒီအသင်းကတော့ပြီးခဲ့တဲ့ AFF Championship နဲ့ AFC Championship ပွဲတွေက U23 အသင်းကပဲပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပြီးနီးပြကူရိုစာကီကပဲဆက်လက်နီးပြသွားမှာပါလက်ရှိမှာတော့တန်လျင်မျိုးကအားကစားခွင့်မှာလေ့ကျင့်နေကြပြီးတော့လူစင်းကိုအဓိကထားရွေးချယ်ဖို့လည်းဆောင်ရွက်နေကြပါတယ်လူငယ်ခြေတက်ကစားသမားလေးတွေကိုနှစ်သင်းခွဲပြီးလေ့ကျင့်နေကြတာပါ ။ဒီပြကူရိုစာကီကတော့ဒီလိုမျိုးလေ့ကျင့်နိုင်အောင်ဆောင်ရွက်ပေးတဲ့အတွက်ဘောလုံးအဖွဲ့ချုပ်ကိုကျေးဇူးတင်ကြောင်းနဲ့ဒီပွဲတွင်ကြောင့်ဘယ်ကစားသမားတွေကဘလောက်ထိရည်ချင်းရှိကြောင်းတွေကိုအသေးစိတ်သိရှိနိုင်ခဲ့တယ်လို့လည်းဆိုပါရယ်။ကစားသမားတွေကိုတော့အပိသက်မရွေးချယ်ရသေးပေမဲ့အကောင်းဆုံးကစားသမားတွေကိုပဲရွေးချယ်သွားမှာပါလို့ပြောလာပါရယ်။ ထပ်ပြီးတော့ပြီးခဲ့တဲ့ပြန်ပွဲကရလက်တွေကြောင့်ပရိသတ်တွေအနေနဲ့အသင်းပေါ်မှာမြုံကြီးတာတွေများနေမှန်းသူသိပါတယ်။ဒါပေမဲ့တစ်ခါတော့ပဲထပ်ပြီးယုံကြည်ပေးပါ။သူတို့အစွမ်းကုန်ကြိုးစားသွားမှာပါဆိုပြီးပြောခဲ့ပါတယ်။တကယ်လည်းပြီးခဲ့တဲ့ AFF Championship မှာရော AFC Championship မှာရောကစားခဲ့တဲ့ပွဲတွေမှာရလက်တွေကတော်တော်ကိုဆိုးရွားခဲ့တာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွေတော်တော်များများကိုခံခဲ့ရတာပါ။နီးပြကိုလည်းမြုံကြီးမှုတွေများလာနေပါတယ်။ဒါပေမဲ့အခုတစ်ခါမှာတော့နီးပြကိုယ်တိုင်ကနောက်ဆုံးအခွင့်အရေးပေးဖို့ကိုလည်းတောင်းဆိုနေပါတယ်။ဒါကိုကြည့်ရင် DC ကိန်းက လဝဲစင်ဂျပန်နီးပြနှစ်ယောက်စလုံးအတွက်အချိန်နေသာမကောင်းရင်အဆုံးသက်ဖြစ်သွားနိုင်နေပါတယ်ပရိသတ်တွေကတော့ဘလို့အနေနဲ့အားပေးဖို့အဆင်သင့်ဖြစ်နေပြီးအုပ်စုတွေမချောင်ကြပေမဲ့အကောင်းဆုံးစ조사ကြမှာကတော့သိကြပါတယ်နိုင်ပွဲဆာလောင်နေတဲ့ပရိသတ်တွေအတွက်အကောင်းဆုံး조사ပေးဖို့ကတော့ကစားသမားတွေပေါ်နီးပြတွေမှာပါတာဝန်ရှိပါတယ်ပြီးခဲ့တဲ့ပြန်ပွဲနှစ်ပွဲကအတိတ်ဆိုးတွေကိုအကောင်းဆုံးခြေဖြတ်နိုင်ပါစေလို့လဲဆုတောင်းပေးနေပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ ။နောက်လဲပြည်တွင်းဘောလုံးသတင်းတွေနိုင်ငံတကာဘောလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like ခံ subscribe ပြုလုပ်ပေးသွားကြပါအောင်။နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။